ကလေးနဲ့လူခန်းသမားပေါ့လူကုန်ကူးမှုအန်ဒီအကြောင်းပြပြပါမယ်ကျမအခုပြောတဲ့ဗီဒီယိုတွေမှန်သမျှကျမရဲ့ကိုတွေ့ထိရမယ်ကိုတိုင်းကြုံခဲ့ရတဲ့ဗီဒီယိုတွေကိုပြန်ပြန်ပြောပြခြင်းပြန်လည်ပေါ့နော်ဘဝတူတာမျှဝေခြင်းဖြစ်ပါရဲ့ရှင် ကျမပေါ့နော်တက္ကိတဆယ်ကြီးမှာကျမရယ်ပေါ့နော်ကျမတငယ်ချင်းရယ်ကျမသားအကြီးကောင်ရယ်ဇီတက်ဝယ်ရယ်ပေါ့နော်ဇီတက်ဝယ်တော့ကျမတို့ကလူရက်တာအများတော့အတိရွတ်တန်းရောက်တဲ့အခါကျတော့ကျမတို့အတိရွတ်တွေရွေးတာပေါ့လေနော်အတိရွတ်တွေရွေးတဲ့အခါကျတော့ကျမကျမသားအကြီးကောင်လက်ကိုပထမဆွဲထားတာအတိရွတ်တွေရွေးတော့ကလေးကိုလည်းလက်ကတအားဆွဲထားတော့ချွေးလည်းတအားထွက်နေတော့ ကျမသားကိုပေါ့နော်ကျမတငယ်ချင်းရဲ့ကျမရဲ့ဈာထဲမှာကျမခဏထားပြီးတော့အတီးရအထုပ်လေးတွေထောင်းနေထောင်းမိုးသုံးလို့ဆိုတော့ကျမလည်းအသေးစားဝင်ရွေးတာပေါ့လေနော်ဝင်ရတဲ့ခါမှာကျမတို့ဘေးနားပေါ့နော်တောင်ပွင့်နဲ့အဖိုးကြီးပုံစံမျိုးလူတစ်ယောက်ကဟိုယောဂီဝတ်စုံဝတ်ထားတဲ့အတန်းဆတဲ့တောင်စားလို့ပုံစံမျိုးပေါ့နော်အဲ့လိုလူကြီးတစ်ယောက်ကကျမတို့နားလာတယ်ပေါ့လာလေလာကျမလည်းပေါ့ဈေးဝယ်လို့ပေါ့ဒါမှမဟုတ်တောင်စားတဲ့ထင်ပြီးတော့ကျမလည်းဒီတိုင်းမကြည့်နေတာပေါ့ အဲ့နဲ့ကျမတို့နောက်တော့နင်းနင်းကက်ကက်လာပြီးကျမသားအကြည့်ကောင်ပါဠိကိုရင်ကိုင်နေပါဠိကိုရင်ကိုင်ပြီးလက်ကိုဆွဲတယ်ပေါ့နော်လက်ကိုဆွဲတယ်ပါဠိကိုကိုင်နေလက်ကလေးတွေကိုဖြန့်ခိုင်းနေစပင်လေးတွေတက်တယ်ဆိုတော့ကျမကလည်းပေါ့နော်ကျမသားအကြည့်ကောင်ချစ်လို့ပေါ့နော်ချစ်လို့ဒီလိုလုပ်တယ်ပေါ့လေအဲ့နဲ့ကျမလည်းဆက်ပြီးတော့စိတ်ယွေးနေတာပေါ့ပြီးလဲပြီးလဲပြီးတော့ကျမကလည်းအထုပ်တွေလည်းယွေးနေတဲ့အချိန်မှာကျမကလေးဘက်ခနဲ့သူပျောက်သွားတော့ကျမကလည်းဟို ဟိုလန့်တော့ဟာလန့်လေကျမဘေးဘီယာကိုကြည့်တယ်ကျော်သူကကျမသားကြီးကောင်လက်ကိုဆွဲပြီးတော့ခေါ်နေပြီခေါ်လဲခေါ်တော့အကြီးကောင်ကျမသားကြီးကောင်လည်းဗစက်လေးဟပြီးလိုက်သွားမဲ့ပုံစံမျိုးပေါ့နော်စိတ်ရပိုင်းနဲ့လှုပ်ထားတာမသိဘူးပေါ့နော်အဲ့တော့ကျမသားရှင်ကျမသားဘာလို့ဒါလဲဘာညာနဲ့ကျမအော်ကြီးကျင်နဲ့ထပြီးတော့ပေါ့နော်ထပြီးတော့ပြောတဲ့ခါမှာပေါ့ သူကပေါ့နော်ခလေးကိုချစ်လို့ပေါ့ခလေးကိုချစ်လို့ပေါ့နော်ခေါ်တာပေါ့နော်စတာပေါ့ဒါမဲ့စရဲဆိုမင်းစတာဒီလိုပုံစံမျိုးမဟုတ်ဘူးလေစရဲဆိုတာခေါ်သွားစရာမလိုဘူးလေကျမကလည်းအော်ချစ်ကြရှင်ကျမခလေးခေါ်သွားမှုမလားဘာသာနဲ့ကျမကလည်းပြောလေပြောလေပြောအဲ့ဇေယောင်းနဲ့ကောင်းနေမဟုတ်ဘူးလေတောင်းစတာတောင်းစတာဆိုဒီလိုပုံစံမျိုးမဟုတ်ဘူးလေလို့ကျမကလည်းအော်ချစ်ကြနဲ့ဟိုလူသားသူကြတယ်မှာပြောတဲ့ခါကျတော့အဲ့တောင်းမွေးနဲ့ယောဂီဝိဆုံဝိထားတဲ့တောင်းစားလိုမျိုးပုံစံနဲ့အဖိုးကြီးရလေ တောင်မှုဘယ်နှထားကလေးမသိဘူးလမ်းလျှောက်တာမတ်တက်ကိုမြန်းနေတာပဲကျွန်မအဲ့လိုအော်ကြီးကျယ်ပြောနေချိန်မှာသူချက်ချင်းပြောက်သွားတယ်ပြောက်လေပြောက်သွားလေပြောက်သွားပဲကျွန်မတငယ်ချင်းနေရပေါ့နော်အဲ့ဒီကျမဟိုကျမကတော့စိတ်ထဲမှာတကလုံးစိတ်ပြရလဲဒေါသတွေထွက်ဆိုရင်စိတ်တွေလည်းညားပေါ့နော်ကျမသားလေးကိုပြင်ရခဲ့ပေမဲ့ပေါသွားရင်ဘလို့လုံးမလဲဆိုရယ်ဆိုရင်စိတ်တွေတယ်ပေါ့နော်ကျမလည်းသူ့လိုက်ကြည့်တာပေါ့သူ့လိုက်ကြည့်တဲ့အချိန်မှာကျမတို့နဲ့တော်တော်ခက်လန်လန်ကမှတ်တိုင်ဆိုတာဝေးပေါ့နော်အဲ့ကမှတ်တိုင်ကိုရောက်နေပြီပေါ့နော် တကယ်ဆိုလို့ဆင်လို့ဆိုရင်ဒီလိုအဖိုးကြီးပုံစံတုံးမဖြစ်တောင်းမွနဲ့ဆိုလို့ဆိုရင်ဒီလောက်လူဟုတ်ဒီကြားထဲမှာပေါ့နော်မင်းများဆက်ဆက်ဘလုံးမတော့နိုင်ပေါ့နော်ဖြစ်နိုင်မယ်ဆိုလို့ဆိုရင်အသက်40ကျော်50လောက်အဖိုးကြီးပုံစံရောက်ဆောင်ပြီးတော့ပေါ့နော်ကလေးတွေကလိုလူကုန်မှုလူပုံကလေးကိုလိုက်ခေါ်နေတကယ်လို့ကျမတို့ကပေါ့နော်အဲ့နေရာမှာကလေးကိုမေ့ပြီးတော့ပေါ့နော်ကလေးကိုရူးမဆိုင်ပြဘူးဆိုရင်ကျမသားလေးပါသွားပြီပေါ့နော်ကျမအဲ့လိုမျိုးစိုးရိမ်စိတ်ကြီးပြီးတော့နောက်ပိုင်းကျကျကျမလူရှုပ်တဲ့နေရလူရှုပ်တဲ့ဈေးတွေဆိုရင်ကျမမတော်တော့ဘူးကျမကသားတွေလေကလေးတွေများတော့ ဟိုဥစားလည်းမိတ်တက်တယ်ပေါ့နော်ဘယ်လိုလဲအလူစင်းမျိုးဆိုကျမလုံးဝမတော်ရတော့ဘူးဒီကုံဝင်ဆောင်အယောင်ဆောင်ပြီးတော့ကလေးတွေကိုခိုးပြီးတော့ငွေညှက်တံပိုးကြီးလက်ဝတ်ရနာပစ္စည်းတွေဝတ်ထားရဆိုလို့ရှိရင်လည်းချွတ်ယူပြီးတော့ကလေးတွေကိုချောင်းနေမြောင်းနေတဲ့ကိုမျောပြီးတော့အရင်နှစ်ပြီးတော့တတ်တဲ့အမျိုးသမီးကပေါ့နော်အခုဆိုလို့ရှိရင်နေရာတော်တော်များများအောင်ခြေဆက်နေပြီပေါ့နော်အကုံကတင်ထားဗီဒီယိုအောက်မှာဆိုလို့ရှိရင်လည်းမင်္ဂလာတုံးတို့တင်ငန်းကျုံးတို့တဆွဆွမှော်ပြီးတို့ပေါ့နော်ငါတို့တိုက်ကြီးမှလည်းဖြစ်သွားပြီလှိုင်းသားရဒီမှာတော့သူကတော်တော်များများအောင်ခြေဆက်ပြီးတော့မှလိုက်လုံနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ မိဘရဲ့အနေနဲ့တော်တော်လေးကိုသတိထားဖို့အတွက်ကိုလိုအပ်နေပြီပေါ့နော်ခတ်တာကလေဒီလောက်ထိခြေဆန့်နေတဲ့ဥစ္စာကိုပေါ့နော်တချို့မိဘရဲ့အနေနဲ့ကအဲ့တခုမှစင်တာကလေတည်င်းလေးတွေကိုလေထက်ချက်မကွာကြည့်ပေးပါနားထောင်ပေးပါနော်အခုနောက်ပိုင်းခလေးတွေခိုးတာခလေးတွေပြောက်တာဖြစ်နေတဲ့အတွက်အဲ့ခလေးခိုးတဲ့သူတွေအဲ့ဘသူဘလို့လူမျိုးတွေလဲခလေးရဲ့ခလေးကိုတတ်သွားတဲ့လူတွေရဲ့ပုံတွေကိုအခုနောက်ပိုင်းပုံတွေနဲ့တခါတင်ကြတာနော်အဲ့ပုံလေးတွေကိုကိုယ့်ဘက်ကလေတက်နိုင်တယ်များသေချာလေးကြည့်ထားပါသေချာလေးလေ့လာထားပါဒါမှဒီလူတွေကိုအပြင်မှာမြင်နေဆိုလို့ရှိရင်ကိုသိနိုင်ပါလိမ့်နော်အဲ့လိုမျိုးမကြည့်ထားဘူးမသိ ိတာဘူးဆိုလို့ရှိရင်ဒီလိုဖြစ်ရမျိုးတွေအများခန့်နေရမှာပဲเนาะ ဲ့တော့ဒီမျိုးသမီးအခုဒီလောက်ထိဖြစ်နေတာဆိုလို့ရှိရင်တချို့မိဘတွေဒါဒီသတင်းတွေကိုမကြည့်ထားလို့လို့ပြောလို့ရတယ်မကြည့်ထားမမြင်ထားမတွေ့ထားတဲ့အခါမျိုးကြတော့ခံရတာပေါ့နော်အဲ့တော့တက်နိုင်တမ်းများသတင်းလေးတွေကိုကြည့်ပါဒီလူသက်သမားတွေပေါ့နော်ဒီလိုမျိုးကလေးတွေကိုတတ်တဲ့ဖမ်းတဲ့သူတွေရဲ့ပုံတွေကိုဆိုလို့ရှိရင်လေတေစာလေးကိုဘကအာယုံဆိုင်ပြီးကြည့်ထားတဲ့နေနော်ဘာဖြစ်လို့လဲဆိုတော့အိမ်တိုင်းအိမ်တိုင်းမှာကလေးဆိုတာမရှိတဲ့အိမ်ဆိုတာမရှိဘူးလေနော်ကလေးရှိတဲ့အိမ်တိုင်းမှာတတိထားဖို့လိုတယ်ဒီမျိုးသမီးလာရဲဆိုလို့ရှိရင်ကိုဘကဒါမှလုံးတင်လုံးထိုက်တာကိုလုံးလို့ရမှာလေနော်မသိဘူးဆိုလို့ရှိရင်ခံနေရမှာပဲနော်အဲ့ဒါလေးကိုလုံးဝပြောချင်တယ် ယ်နော်အဲအထူးသဖြင့်ကိုယ့်ရဲ့သားသမီးကိုရှင်အောင်မကွာထားမဲ့အဲကြောင်းသားကြောင်းပြန်တဲ့အချိန်လေးဆိုလို့ရှိရင်လည်းပေါ့နော်တေချာလေးပေါ့နော်အဲကိုကလိုက်ပြီးတော့ကြိုတာမျိုးပို့တာမျိုးလေးလုပ်ပေးဖို့လည်းဟိုမှာထပ်ပြီးတော့မှားခြင်းတယ်နော်ကိုယ့်ဘက်မှာကိုလူမှုရေးစီးပွားရေးတခြားအလုပ်လေးလုပ်နေရရယ်ဆိုရင်တော့မှဒီအချိန်လေးတော့သားသမီးလေးတွေကိုနည်းနည်းလေးအချိန်ပေးစေခြင်းတယ်ပေါ့နော်ဘာဖြစ်ဆိုတော့ကိုယ့်ရဲ့သားသမီးတွေအခုက ပစ္စည်းပြရုံလားဆိုလို့ရှင်ဟိုကတော့တိတ်ပြီးတော့ဘယူဆိုက်ဆရာမလို့သေးဘူးလေเนาะပစ္စည်းဆိုတာပြန်ရှာလို့ရတယ်အခုကပစ္စည်းပြောက်ပြုံနေမကောက်ပစ္စည်းတွေယူုံနေမကောက်သူတို့ကခလေးတွေကိုပါတတ်တယ်ခလေးတွေရဲ့အသက်အန္တရာယ်ကိုပါသူတို့ကလောက်တာဆိုတော့တော်တော်လေးကိုဆိုးရွားနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့သားသမီးတွေကိုเนาะရွှေတဲ့ပစ္စည်းတွေဆိုလို့ရှင်လည်းတတ်နိုင်တဲ့များလုံးဝမစင်ပါနဲ့เนาะခလေးတွေကိုချစ်တယ်ဆိုလို့ရှင်မစင်ပေးပါနဲ့အဲပြီးတော့အဲ့လိုမျိုးကိုယ်နဲ့မျက်စိမကွာလေးမှအမြဲတမ်းစောင့်ကြည့်ထားပါအကြောင်းတစ်ချိန်အကြောင်းစင်းချိန်ကျူရှင်သွားချိန်ကျူရှင်ပြန်ချိန်ဒါလေးတွေကိုလည်းလေတေချာလေးဟိုပါဖြစ်ပြီးတော့ ဆိုးတွေရှိသေးတယ်အဲ့လိုမျိုးဟိုအငှားကယ်ရီတို့အငှားလူတွေနဲ့ပေါ့နော်ကြိုခိုင်းပုတ်ခိုင်းတာတွေအဲ့ဒါတွေကလည်းစိတ်မချရဘူးနော်ဘာလို့လဲဆိုတော့ကိုမွေးထားတဲ့သားသမီးကိုဝမ်းရွတ်ထားတဲ့သားသမီးကိုကိုတိုင်းအပြင်ဘသူဘသူကိုမှစိတ်မချရပါဘူးနော် အကူကလေငားမှုတပဲလဲလှုပ်တယ်အဲတပြားနှစ်ပြားလဲလှုပ်တယ်နော်တချို့ဆိုရှင်တိနေရင်းနေနေတာရယ်ဆိုလို့ရှင်ပို့ဆိုးတယ်တိနေရင်းနေနေတယ်သူတို့ငွေလိုတဲ့အချိန်ဆိုလို့ရှင်အဲ့ခလေးအဲဒါသူတို့ကပတ်စံရှိတာပဲငါခလေးကိုပြန်ပြီးဆွဲလိုက်မယ်ပတ်စံတောင်းလိုက်မယ်ဆိုပြီးတော့မှအဲဖုန်းနံပါတ်တွေနဲ့ဖုန်းဆက်ပြီးပတ်စံတောင်းအဲ့လိုအလွယ်စိတ်တက်တွေအဲ့လိုမျိုးအလွယ်အတွေးတွေဝင်သွားတက်တာမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့ကို့အနေနဲ့ကို့မိဘကိုတိုင်းကပဲသားသမီးကိုကြိုတာပို့တာလေးလုပ်ပေးဖို့လိုတယ်နော်အဲ့ဒီအမျိုးသမီးကိုလည်းတွေ့ရင်ရှောင်ကြနော်ကိုဝင်စားရအောင်ဆောင်ပြီးတော့ကလေးတွေကိုခိုး ပြီးတော့ငွေညှင်းတံမိုးကြီးလက်ဝတ်ရတနာပစ္စည်းတွေပါတယ်ဆိုလို့ရှိရင်ချွတ်ယူပြီးတော့ပြီဆိုရှင်ချောင်းနေမြောင်းနေတယ်ဟိုပြစ်ချတဲ့အမျိုးသမီးကိုအပြင်မှာတွေ့ရဆိုလို့ရှိရင်မပါလို့ချင်ကြတယ်ဟင်မြမကားတော့လေသူ့အပြင်မှာတွေ့ခြင်းတွေ့ရဆိုလို့ရှိရင်နေလားဟာသာသမီးချင်းကိုချင်းမစားမနာမိမတယောက်ဖြစ်ပါလေရဲ့နဲ့မိခင်စိတ်မရှိခလေးတွေကိုရရဆက်ဆက်နော်ရေးရေးရေးမြောင်းနေချောင်းနေထဲမှာနှစ်သက်သက်နေလားဟာဆိုပြီးတော့မေးပြီးတော့လေဒီလားသူ့ရဲ့လေချက်တော့နှစ်ချောင်းကိုဖြဲ ထဲလဲပြီးလဲပြောင်းသွားတော့အိမ်ဆောက်တဲ့နေရာမှာတုံးနေကြောက်ဆက်တည်လာအဲ့ကြောက်ဆက်နဲ့လေးမှုန်းချင်တာမှုန်းချင်တာတည်လာအရင်လည်းမပြောရင်ပြောလို့ရှိရင်တိတော့ဘန်းထအောင်မလုပ်ချင်တာလေညာဆိုပြီးသူ့ရဲ့ ီသတင်းပေါ့နော်တကယ်သတင်းတက်လာတာအသားအရောင်ဆက်ဆက်တုံနေတော့သာထွက်တာဘာဖြစ်လဲဆိုတော့သူကဘလို့ပြောလဲဆိုတော့ပေါ့နော်ဟိုကတော့ဒီတိုက်ကြီးမျိုးမှာဖြစ်သွားတဲ့တိုက်ကြီးမျိုးမှာဖြစ်သွားတဲ့ပေါ့နော်ဒီဥပ္ပုံစုရက်ကွက်အဖရာဒုက္ခလန်နေမှာဖြစ်သွားတဲ့ခလေးလေးပေါ့နော်တစ်နှစ်ခွဲရွယ်သားလေးကိုအဲ့လိုမျိုးခလေးကိုခိုးသွားလဲပြီးလဲပြီးတော့သူကကြတော့ခလေးမှာတံမိုးကြီးပစ္စည်းတွေမပါတဲ့အခါကျတော့မိပါတွေဖုန်းဆက်ပြီးတော့ငွေညှစ်တာနော်အဲခိုးသွားပြီးတော့ငါးသိန်းအရင်ငွေညှစ်တယ်ငွေညှစ်ပြီးတော့နောက်ထပ်နှစ်သိန်းပေါင်း9သိန်းပေါ့နော် ့ငွေညစ်တဲ့အခါမှာသူကဘလို့ပြောပြီးတော့ညစ်တယ်မှန်တယ်ဖုန်းဆက်ပြီးတော့မှနော်ခလေးလေးရဲ့အဖေ ဖုန်းဆက်ပြီးဘလို့ပြောဟဲ့အကောင်ငါကားတဲ့ဘသူကူမာတဲ့ဂယုမဆိုင်ဘူးတဲ့ဘယ်အကောင်ကိုပဲတိုင်တိုင်ဘာဘူးပဲတိုင်တိုင်နဲ့ဂယုမဆိုင်ဘူးမကြဘူးတဲ့ငါဒီအလုတ်ကိုလှုပ်စားလာလာတဲ့နှစ်နဲ့ချီနေပြီကြားလာနေပြီဟဲ့ตัวดาวเอาลุตะคู่เลยลุซ้าเนี่ยนี่แน่ฉีหนีไปเลยบลาวตองอเตยาပြီးတော့ဘလောက်တောင်တော့ထုတ်ကောင်းလဲလဲဆိုတာလीအပြင်မှာမတွေ့လို့ဒီလားအပြင်မှာတွေ့နေတစားစီဆွဲဖြဲခြင်းလား ဟမ်ဘလို့အုံနောက်မရှိရမင်းမလား तू ကဒါကိုစီးပွားရေးဆန်ဆန်အောင်လှုပ်ရှားနေလိုက်ပြီးတယ်เนาะအကျော်တင်းတာပြောပုံဆိုပုံလေးတန်းကိုပါလीဒီလေးတန်းကိုကြည့်ချင်းအပြုံမှာအထင်ပေါ့เนาะဒီလောက်ရက်တည်း तू တယောက်ထဲလုံနေရမဖြစ်နိုင်လားဘူး तू အဖွဲအစည်းနဲ့လောက်တာဖြစ်မယ်သိလားသူမအဖွဲစည်းကြောတောင်းနောက်ခံရှိလို့သူကဒီစကားကိုဒီလိုမျိုးမှမတင်းတင်းပြောရတာဖြစ်မယ်နော်အဲကြောင့်မလို့လေးပြောထားသေးတာအဲ့ဒီအမျိုးသမီးကိုလေဒီလိုဖြတ်သွားနေပဲတွေ့တွေ့ဒီလိုဒဲတို့ပဲတွေ့တွေ့ကိုယ့်အိမ်ထဲဝင်လာတာပဲဖြစ်တွေ့လို့ရတာလေး လုံးဝပြန်မလွတ်စင်နဲ့နော်မလွတ်မလွတ်စင်နဲ့နော်သက်ဆိုင်ရာကိုနောက်ထားသက်ဆိုင်ရာကိုနောက်ထားကိုယ့်လက်ထက်ကနေလုံးဝမလွတ်သွားစင်နဲ့နော်တော်တော်အကြောတင်းတဲ့မိန်းမနော်ပြောပုံဆိုပုံကြည့်နော်ဟောသူများတွေကတော့သူ့စိတ်တဆဖြစ်နေလို့လားယူနေလို့ဒီလိုလောက်ကြရလားမသိစိတ်တဆဖြစ်လို့လည်းမဟုတ်ယူလို့လည်းမဟုတ်သူကစီးပွားရေးဆက်ဆံကိုလုပ်နေရဆိုတဲ့ပုံစံမျိုးနော်ပြောသွားတဲ့ပုံစံကအဲ့တော့သူ့ကိုတွေ့ပြီဆိုလို့ရှိရင်အပိဒါတိလားနော်အများကြီးလည်းမပြောချင်ဘူးတိလားနော် မလွတ်စင်းနဲ့တော့အဓိကမလွတ်ထွက်သွားဖို့ပဲပြီးတော့ကလေးတွေကိုလုံးဝကိုယ်နဲ့ရင်အောင်မကွာထား နော်အင်ရှိနဲ့နောက်ပြီးထွက်ဆော့မယ်ဆိုရင်တော့မှလက်မခံနဲ့အခုလိုចောင်းပိတ်ရက်တွေပါလေဆိုလို့ရှင်ကိုနားမှာပဲထားကိုရှိမှာပဲထား तू ကဘလို့ညာညာနဲ့တည်တုံးပြီးတော့လှည့်ပြားမယ်မသိဘူးနော်အရန်သောသားထွက်တယ်ရှင်တို့ဘာလောက်ချင်လဲမန့်ခဲ့ကြအောင်ဖြစ်တဲ့ဒေတာတွေကတော့တော်တော်ကိုစုံနေပြီ तू ကနေရာဘောင်းစုံကိုခြေဆန့်ပြီးတော့ကလေးတွေကိုလိုက်ခိုးပြီးတော့အဲ့လိုမျိုးတံပိုးကြီးပစ္စည်းတွေဆိုလို့ရှင်ပါတယ်ဆိုရင်ချွတ်ယူမပါဘူးဆိုလို့ရှင်ငွေညှစ်ပြီးရင်ချောင်းနေနောင်နေတယ်မျိုးအဲ့လိုလိုက်လုံနေတာဒေတာတော်တော်စုံနေပြီအဲ့ဒေတာစုံနေတဲ့ဒေကမှကြောရင်တာပါလဲဆိုတော့ပစ္စည်း တွေကိုယူပြီးတဲ့ပြင်ကလေးတွေကိုဘာလို့တက်ဖြတ်တာမျိုးတွေချောင်းနဲ့မြောင်းတွေတဲ့ကိုမျောပစ်တာမျိုးတွေကတော်တော်လေးကိုရက်ဆက်တယ်ဗျာတိုက်ကြီးမျိုးမှာဖြစ်သွားတဲ့ပုံစံဒုမဆန်နဲ့လောက်ရတဲ့ပေါ့ဗျာဒါဟိုကဒီတိုက်ကြီးမျိုးပေါ့နော်ဟုတ်ပုံစံရက်ကအပြာဒုက္ခလမ်းထဲမှာနေတယ်ပေါ့နော်တနှစ်ခွဲရဲ့ตาလေးအိုက်ตาလေးကိုသူကခိုးသွားပြီးတော့ပေါ့နော်ငွေညစ်တယ်ငွေညစ်တဲ့ဖြစ်စင်မှာပေါ့နော်သူကကလေးရဲ့ဖက်အီကိုဖုံးချက်ပြီးတော့ငွေညစ်တာအဲ့ငွေညစ်တဲ့အနေမှာဘယ်လိုပြောပြီးတော့ညစ်တာမှတ်လို့လဲ သူ့ကိုလည်းဘသူနဲ့တိုင်တိုင်ဘာနဲ့တိုင်တိုင်သူကခရုမဆိုင်ဘူးလေမကြောက်ဘူးလေသူကဒီအလုပ်ကိုလှုပ်ရှားလာတာနှစ်နဲ့ချီနေပြီတဲ့ပြောပုံကြည့်လိုက်အောင်နော်ဘလောက်တောင်အကျိုးတင်းလိုက်လဲမိမလဲဆိုတာလေနော်ตัวดีคลีดิโอพันပြီးတော့ဒီคลีดิโอခိုးပြီးတော့มาဒီငွေညစ်တယ်คลีดิရှာတမူးကြီးတစ္စည်းတွေကိုချုပ်ယူပြီးတော့ရေးတွေချောင်းနေညောင်းနေတယ်มาမျောပြီးတော့နှစ်ပြီးตัดတဲ့လုံရက်က तू อ่ะซีวายတစ်ခုလို့မျိုးလုံနေတာจาပြီးတဲ့ပြောပုံမီးအဲ့ဒီคลีအဖေကိုအဲ့လိုမျိုးဖုန်းထဲมาအဲ့လိုပြောတာဟမ် ပြောလိုက်ပုံကဘယ်လောက်လဲဆိုတာเนาะအဲ့တော့လေအစင်းစားအဲ့ဒီတည်င်းလေးကိုဖတ်ပြီးတော့လေရင်ထဲနေမှာကလိကလိကလိနဲ့အရန်လက်တက်ရတယ်အရန်လက်ထောတာထွက်တယ်เนาะမိန်းမတယောက်ဖြစ်ပါလေရဲ့နဲ့ဘလို့အတွင်းမျိုးနဲ့လေအခုတော်တော်များများတည်င်းလေးပြောနေကြတာပဲသူ့မှာလည်းတသမီးလေးတယောက်ရှိရလို့ပြောတယ်တသမီးချင်းကိုချင်းမစားဘာလို့လောက်ပါလဲเนาะဖြစ်စီချင်းလို့ပြောတာမဟုတ်သူတမီးကိုသူသားတမီးကိုအဲ့လိုမျိုးလာလောက်တယ်လို့ပေါ်လာရင်เนาะသူဘလို့ဘလို့လက်ခံအုံနောက်နဲ့စဉ်းစားပါဘောเนาะလူပဲထမင်းစားပြီးကြည်တာလားချေးစားပြီးကြည်တာလားအုံနောက်နဲ့စဉ်းစားတယ်เนาะ လုံးဝတကယ်ဒီလားညအဲ့တည်င်းကိုလေလုံးဝဖက်လိုက်ရခြင်းမလေးအသားကြီးဇက်ဇက်တုံပြီးတော့မလေးပြောရသေးတာတွေ့ချင်သွားတာတွေ့ချင်သွားတာငါမျက်စိရှိမှသာသူ5မိနစ်လောက်ပေါ်လာခဲ့ရင်ဆိုတော့အတွေးဝင်လာတာပေါ်များပေါ်လာခဲ့လို့ရတော့လားတစားစီဆွဲခဲ့ပြန်မှာသိလားလာကြည့်ဆွဲခဲ့ပြန်မှာတိုးရဲတဲ့ပစ္စကူရေမျိုးပူလောင်ခဲ့ချင်တာနော်တော်တော်ဆူဆူအဲ့တော့ အမျိုးသမီးကိုတွေ့တယ်ဆိုလို့ရှိရင်ကိုတယောက်တည်းတော့မဖြစ်ရှင်းနဲ့။ तू ကဒီလိုတောင်ပြောရဲဆိုရဲဆိုတော့ငါအထင်သူ့မှာအဖွဲစည်းရှိအောင်မယ်။တယောက်တည်းလုံလာနဲ့တယောက်တည်းလုံရဲလုံရဲတဲ့တက်တည်နေတော့ဒီလိုမျိုးကံမကျေရဲလောက်ကိုသူ့မှာအဖွဲစည်းရှိလောက်တယ်။အဲ့တော့ तू နဲ့ကြုံတွေ့အဲ့ဒီမိန်းမနဲ့ကြုံတွေ့လာပြီဆိုလို့ရှိရင်တယောက်တည်းတော့မလုံရှာနဲ့တတ်နိုင်တဲ့များကိုရဲ့ပြပန်ဝင်ခြင်းကိုလက်ကုတ်နော်အဲတိတ်တိတ်ဆိတ်ဆိတ်ချိတ်ဆက်ချိတ်ဆက်ပြီးပြီးဆိုတော့မှလူစုပြီးတော့မှဝိုင်းပြီးတော့အမှားလိုက်တည်လား သူကအခုအဲသူကဒီလုပ်ကိုလှုပ်ရှားနေရကြာပြီဆိုပြီးသူ့ကိုသူအခုကခုံယူဝင်ကြွားဆိုနေမလင်ငါကဘလို့ပါပေါ်ဟာကြီးပါဘာကြီးပါဆိုပြီးတော့ရန်ခုံယူဝင်ကြွားနေရသူဖြစ်နေရပေါ့နော်အဲ့တော့သူတခြားနေရာတွေကိုတွားနေရုံမှာပဲလာနေရုံမှာပဲရှာနေရုံမှာပဲအဲ့တော့အဲ့ဒါမကြောင်တာလို့ကတခိုးကလူပြန်ဟိတ်တယ်ဆိုတော့အဲ့ဒါပြောတာပြောကန်ကန်ကြီးသူအဲ့လိုမျိုးတွေးခဲ့တယ်ဆိုလို့ရှိရင်တယောက်တည်းတော့မလှုပ်ရှားနဲ့နော်ဒီလူနဲ့စုပြီးတော့မှလှုပ်ရှားလှုပ်ရှားပြီးတော့အကောင်းဆုံးဖြစ်အောင်သာလုပ်ပြည့်နော် ဒီလိုတက်တီဒီလိုမိမမျိုးကရှင်းရှင်းပြောရရင်ကဘာပေါ်မှာမရှိတာအကောင်းဆုံးပဲเนาะသူ့လိုလူမျိုးမှာနောက်တာဆိုတာလည်းရှိမှာမဟုတ်ဘူးအဲ့တော့မိတာနဲ့မိသွားပြီဆိုတော့အစုံတော့အကိုတင်ထားတာတဲ့음ဟုတ်တယ်ရှင်ဟိုကလေအဲမင်းညမှာပေါ့เนาะအဲသတင်းမီဒီယာတစ်ခုမှာအဲ့လိုတွေးလိုက်တယ် ဒီကလေးတွေကိုခိုးပေါ့နော်ကလေးတွေကိုခိုးပြီးတော့မှမိဘရေစီကငွေညှက်အငွေညှက်ပြီးတော့ရေချောင်းနေမြောင်းနေလည်းကိုပြစ်ချပြီးတော့ဒီအတတ်တဲ့အမျိုးသမီးပေါ့နော်ဒီကိုဝင်ဆောင်အမျိုးသမီးလင်မယားလို့ပြောရရှင်အဲသူတေတံပေးလိုက်ကမလို့ပါတယ်ပေါ့နော်အဲသူအမျိုးသားကြတော့ဒီငွေတွေညှက်တဲ့လွှဲခိုင်းနေပေါ့နော်အဲလွှဲခိုင်းနေငွေတွေကိုသူအမျိုးသားကြတော့ဒီ site မှာသွားထုတ်ပေးတယ်ပေါ့နော်အဲသူကကြတော့အဲ့လိုမျိုးအိမ်ကြီးအဲ့ဒီအိမ်ကြီးကိုဝင်နေဝင်ပြီးတဲ့အခါကျတော့ကလေးတွေကိုခိုးတယ်ပေါ့ အဲခိုးပြီးသွားပြီဆိုလို့ရှိရင်အဲဖုန်းနံပါတ်တွေပါတယ်သူကတနာအောင်ပြောပြီးတော့มาတောင်းတယ်အဲတောင်းပြီးအဲဖုန်းနံပါတ်ရလာပြီဆိုလို့ရှိရင်ကလေးကိုမလိမ့်တဲ့ဘက်နဲ့အပြင်ခေါ်ထုတ်ခေါ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်ကလေးကိုခိုးခိုးပြီးသွားပြီဆိုလို့ရှိရင်မိဘရေရှုဖုန်းဆက်ပြီးတော့ငွေညစ်တယ်ပေါ့နော်သူမိမအဲ့လိုလုပ်တယ်အဲ့လိုလုပ်တဲ့အမျိုးသမီး2ယောက်ကိုအဲလင်မယား2ယောက်ကိုပေါ့နော်မနေ့က 15ရက်နေပေါ့နော်ဇွန်လ15ရက်နေနေ့လယ်ပိုင်းလောက်မှာမိသွားရဲဆိုတဲ့တဲ့င်းကိုတတ်တဲ့အတူရှင်အဲမိသွားတာကလည်းဘာမှမိတာလဲဇွန်ကတော့ဒီတိုက်ကြီးမျိုးတွေမှာပဲပေါ့နော်တိုက်ကြီးမျိုးတွေရွာတရွာမှာမိတယ်ကြေးရွာတရွာမှာမိတယ်ဆိုပြီးတော့မှဒီရဲအကိုတယောက်ကပေါ့နော်အဲတဲ့င်းမီဒီယာမှာဖြေပေးထားတယ်ဒါပေမဲ့အတိအကျတော့ပြောလို့မရသေးဘူးဆိုပြီးတော့ပဲအဲတဲ့င်းမှာလည်းရေးထားတယ်ပေါ့နော်အဲတော့အဲ့လိုလိုပြီးတော့တဲ့င်းကလည်းဝန်နေနေအဲတော့အ ဟိုကလူဒီတိုက်ကြီးမြို့မှာမိသွားတယ်ဆိုတော့တင်းတွေ့တွေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုပေါ့နော်စစ်စေးမေးမြန်းနေတော့လည်းသိရတယ်တကယ်လို့အဲတကယ်မိသွားတာမှန်ခဲ့တယ်ဆိုလို့ရှိရင်အဲထပ်ပြီးတော့တင်းနေသိရအောင်ပါပေါ့နော်သိရတယ်ဆိုလို့ရှိရင်ဟိုကလူမြို့မှာမိရပဲဖြစ်တဲ့အတွက်ဘယ်ယူအဲဘယ်ရွာဘယ်မြို့မှာဘယ်နေရာမှာအဲဘယ်ချိန်မှာဘလို့ပုံမိသွားလဲဆိုတာကိုအဲမသိရသေးဘူးပေါ့နော်တကယ်လို့သိရတယ်ဆိုလို့ရှိရင်ထပ်ပြီးတော့လာတင်ပြေးအောင်ပေါ့နော်ပြပြပြေးအောင်မရှိဘလို့ပဲဖြစ်ဖြစ်မိသွားတယ်ဆိုတော့ကောင်းပါတယ်ပြီးတော့နော်ကိုဝင်ကအစ်စ်လို့ပြောရယ်နော်ကိုဝင်ကအတူမဟုတ်ဘူးလေအစ်စ်တဲ့ က်ဆိုတော့ပူပြီးအံ့ဩဖို့ကောင်းတာပေါ့နော်ကိုမှလည်းကိုဝင်အစ်စ်ကြီးနဲ့ကိုသူများသားသမီးတွေကိုအဲ့လိုဖမ်းပြီးတော့အဲ့လိုလှုပ်တယ်ဆိုတော့တော်တော်လေးတော့ကြောက်ဖို့ကောင်းတယ်အခုမိသွားပြီဆိုတော့ကောင်းပါတယ်ထိထိရောက်ရောက်ပေါ့နော်အရေးယူပေးပါလို့မြင်တာလည်းရခက်ချင်တယ်ပေါ့နော်အမ်သူတို့မှာထိုက်တင်နဲ့ပြစ်တယ်တော့ကြာတယ်ပါတယ်ဘာဖြစ်လို့ဆိုတော့သူတို့လှုပ်ထားတဲ့လှုပ်ရတည်းတအားကုန်များလုံးနဲ့နော် အသက်ဆုံးရှုံးသွားရတဲ့ကလေးတွေရဲ့မိခင်တွေမှာဆိုလို့ရှိရင်ပါတဲ့ရွှေတဲ့ပစ္စည်းတွေငွေကြေးတွေလည်းဆုံးရှုံးရတယ်ကလေးရဲ့အသက်ကိုလည်းဆုံးရှုံးရတယ်ပေါ့နော်အဲငွေကြေးတွေပစ္စည်းတွေပဲဆုံးရှုံးလို့ကအိစမရှိဘူးလေနော်ပြန်ရှာလို့ရတယ်အခုကလေးတွေအသက်ကိုပါဆုံးရှုံးသွားရတာဆိုတော့တော်တော်လေးကိုပေးဆက်ရတာများတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့မှလည်းထိုက်ပင်နဲ့ပြစ်တယ်တော့ကြာတင်ပါတယ်ကြာလိမ့်မယ်လို့လည်းဟောထင်ပါတယ်ဘာလို့ဆိုတော့ ်ညာလည်းသိနေရအောင်သူတို့လောက်ရကတစ်ခုလည်းမဟုတ်ဘူးနှစ်ခုလည်းမဟုတ်ဘူးသူကဒါကိုအလုပ်ကြီးတစ်ခုလိုတောင်လုပ်နေတာပါဆိုပြီးတော့ပြောတာဆိုတော့သူတို့အတွက်ထိရောက်တဲ့ပြစ်ဒဏ်ကတော့မိမှာပါမိလည်းမိစေချင်ပါတယ်ဒါမှလည်းနောက်ထပ်မိဘတွေအနေနဲ့ကိုသားသမီးတွေကိုဒါအဲနည်းနည်းစိတ်ချလို့ရမှာပေါ့နော်စိတ်ချလို့ရမှာဆိုပေမဲ့လည်းဒီလိုလူမျိုးတွေရှိနေသေးလားပြောလို့မရသေးဘူးเนาะကလေးတွေကိုတော့အထူးဗီယိုဆိုင်ပေးအောင်เนาะ ဟုတ်ကဲ့ပါသတင်းနဲ့ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေဒီဦးနေ့တဲ့ပုံမှာတက်ဆက်ပြီးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နဲ့ထားနေပါတယ်ဒီ video နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ထင်မြင်စကားချက်လေးတွေကိုလည်း all comment မှာရေးပေးသွားခဲ့ပါအောင်ညာ